။တခါတော့ကမျိုးပြားတွေနဲ့အလံဝေးလာတဲ့ဘကိုးယိုးမရဲ့တောင်တန်းတွေချာမှာကလန်ဖျားချောင်းဆိုတာရှိခဲ့ပါတယ်။အဲဒီချောင်းတိုင်းမှာတက်တော်132နှစ်ကျော်တဲ့အထိတည်င်းသုံးခဲ့တဲ့ဆရာတော်ကြီးတပါးရှိခဲ့တာပေါ့။ ကိုတော်ကို အရှင်ဝိမနာလို့လေးလေးဆဆခေါ်ဝေါ်ခဲ့ကြပြီးအရှင်ဝိမလာရဲ့တီလာတမာကြီးငယ်ပြီးဆုံးတဲ့ဂုံတော်တွေဟာတနေ့လုံးကို ပြန်နှံ့လို့နေပါတယ်။အရှင်ဝိမလာဟာတတ်တော်အကြဆုံးဘုန်းကြီးတစ်ပါးအဖြစ်သာမကားပဲမြင့်မြတ်တဲ့တရားအသီးနဲ့အံ့ဖွယ်တက်တီတွေပိုင်ဆိုင်ထားတဲ့အတွက်လူအများရဲ့ကိုးကွယ်ယုံကြည်မှုကိုခံယူထားရတဲ့ယဟန္တာတူပဲဖြစ်တာပေါ့။ ဆရာတော်ကြီးကငယ်စဉ်ကလေးဘဝကလေးကသာသနာပေါ်မှာကျင်လည်ခဲ့တာဖြစ်ပြီးဗုဒ္ဓစာပေကိုမနာမနေလေ့လာလိုက်စားခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယဟန်ငယ်နန္ဒာကတော့ငယ်စဉ်ကလေးကမိဘမဲ့ဖြစ်ခဲ့ရတဲ့ကလေးတစ်ယောက်ပါ။သူကို ကောက်ယူမွေးစားခဲ့တဲ့သူတွေကလည်းတိုင်းတစ်ပါးကနေစစ်ပေးရှောင်လာတဲ့ဆင်းရဲသားမိသားစုတစုပဲဖြစ်တာပေါ့သူတို့ရဲ့မိသားစုဟာရွာတွေကလူတွေရဲ့ရွှေရှာမုန်းတီးခြင်းကိုခံရပြီးဘေးဖယ်ထားခြင်းကိုခံရပါတယ် နန္ဒာကလေးငယ်ဟာသူ့ကိုမွေးစားထားတဲ့မိဘတွေနဲ့အတူတအိမ်တက်တအိမ်စီအလောလောကရင်အလူအတန်းတွေတောင်းခံကကြီးပြင်းလာခဲ့ရပါတယ်။ဒီလိုနဲ့တနည်းမှာတော့ကောက်ရိုးအိမ်လေးတစ်ခုထဲမှာမွေးစားမိဘတွေနဲ့အတူခိုလုံနေတုန်းညဘက်လေးပင်တွေတိုက်ခတ်ပြီးမိုးကြီးခဲ့တာကြောင့်အိမ်ပြိုကျခဲ့ပါတယ်။အိမ်ပြိုကျတဲ့အထက်မှာသူ့ရဲ့မွေးစားမိဘနှစ်ပါးတေဆုံးလို့သွားခဲ့တာပေါ့။ နန္ဒာတယောက်ထဲသာထူးဆန်းစွာနဲ့အသက်ရှင်ကျန်ရခဲ့ပါတော့ရယ်အဲ့ဒီအဖြစ်ပြက်ကြောင့်ရွာသူရွာသားတွေကနန္ဒာလေးဟာကံမကောင်းခြင်းတွေတဲဆောင်လာတဲ့ကလေးလေးလို့အပြည့်တင်ကြပါရယ်အဲ့ဒီနောက်မှာတော့နန္ဒာဟာလောကဒဏ်ရဲ့ဒဏ်ကိုတဦးတည်းရင်ဆိုင်ခဲ့ရပါတယ်သူဟာအမြဲတမ်းတယောက်ထဲနေခဲ့ရပြီးလူတွေရဲ့အချီတွေအပြောအဆိုတွေအောက်မှာနှိပ်စက်ခံခဲ့ရတာပေါ့တခါတလေဆိုရင်ရွာထဲမှာ အစာအသောက်ရှားပါတဲ့အခါလူတွေက သူ့ကိုပဲအပြည့်ပုံချတတ်ကြပါတယ်ဒီလိုနှိမ့်ဆက်မှုတွေနဲ့အထီးကျန်မှုတွေကြားကနေသူ့ရဲ့ငယ်ဘဝဟာဆွေးမြေလျှောက်ကပ်ပြီးဖြတ်သန်းလို့လာခဲ့ရတာပေါ့ဘယ်နေရာကိုပဲသွားသွားလူတွေရဲ့အဖက်မလုတဲ့အပြုအမူတွေကြောင့်နန္ဒဟာအမြဲတမ်းကြောက်လန့်ပြီးတုန်လှုပ်လို့หนีခဲ့ပါတယ် ်လူတွေကိုကြည့်ရင်တော့သူဟာရန်လိုပြီးမလိုလားတဲ့အကြည့်မျိုးတွေကိုသာတွေ့မြင်နေခဲ့ရတာပေါ့ဒီလိုနဲ့နန္ဒဟာအသက်16နှစ်အရွယ်မှာကလန်ဖျားကြောင်းတိုက်ကဆရာတော်အရှင်ဝိမလနဲ့တွေ့ဆုံခဲ့ပါတယ်ဆရာတော်ကြီးဟာနန္ဒကိုအေးချမ်းတဲ့မျက်နှာထားနဲ့ကြည့်ပြီးမောင်ရင်ဘဝမှာမင်းတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေဟာမင်းရဲ့စိတ်ကိုမဖျက်ဆီးပါစေနဲ့သောတာမုံတီမှုနဲ့ကြောက်ရွံ့မှုတွေကိုဘာသာရေးနဲ့တရားဓမ္မတွေကနေကုစားနိုင်ပါနဲ့လို့မိန့်တော်မူခဲ့ပါတယ် ဇရာတော်ရဲ့ဆုံးမစကားတွေဟာနန္ဒာရဲ့စိတ်ထဲကိုစိတ်ဝင်လို့သွားခဲ့တာပေါ့ ဆရာတော်ရဲ့အကြောင်းကိုရောက်နေတဲ့အချိန်ကစားပြီးဘသူရဲ့ရွှေရှားမုံတီးမှုကိုမှမခံစားရတော့တဲ့အတွက်ပထမဆုံးအချိန်ဖြစ်ငြိမ်းချမ်းမှုကိုခံစားလိုက်ရပါတယ်။အဲဒီကတည်းကနန္ဒဟာယဟန်ပြူပြီးဆရာတော်ရှင်ဝိမလရဲ့တပည့်အဖြစ်တည်င်းသုံးနေခဲ့တာလည်းဖြစ်တာပေါ့။ဒီလိုနဲ့တနေ့မှာတော့ဆရာတော်ကြီးဟာတပည့်ယဟန်ငယ်ဖြစ်တဲ့ရှင်နန္ဒကိုခေါ်တော်မူပြီးယွာနဲ့ကင်းကွာတဲ့ဒေါနတ်ထဲမှာနှစ်နှစ်ကာကာတရားအားထုတ်ဖို့အတွက်သာသနာပြုခရီးထွက်လာခဲ့လိုက်ကြပါတယ်။ရှင်နန္ဒကလည်းဆရာတော်ရဲ့အလိုအတိုင်းဘကိုးတိုင်းက ကနေရွာတရဖန်နယ်မြေဘက်ကိုဦးတည်ပြီးနှစ်ယောက်သားခရီးဆက်လာခဲ့လိုက်ကြတာပေါ့ဒေါ်လာအတိုင်းရှောက်လာခဲ့ကြရင်တရက်ပြီးတရက်ခရီးဆက်လာခဲ့ရပါတယ်တလန်းလုံးမှာမြစ်တွေရှောင်းတွေကအသွဲအသွဲအဖုံဖုံစီးဆင်းနေပြီးမျက်မျိုးစုံတို့ရဲ့တေးဆိုတန်တွေကလည်းနားဆင်လို့ကောင်းနေပါတယ်ပန်းမျိုးစုံတို့ရဲ့မွေရနှံ့တွေဟာ ပဝင်းကျင်တစ်ခုလုံးကိုလွမ်းမောဖွဲကောင်းအောင်ဖန်တီးထားပါရယ်။အဲဒီလိုရှူမောဖွဲရာတောအလားတွေကိုရှူစားရင်ခရီးဆက်လာလိုက်တာရွာအစောံဖျားလေးတစ်ခုကိုရောက်ရှိလို့လာခဲ့တာပေါ့။ရွာတွေကိုရောက်တဲ့အခါမှာတော့ရွာသူရွာသားတွေဟာတန်ကားတော်နှစ်ပါးကိုမြင်လာကြောင်းစွန်ဟင်းနဲ့စားဖွဲတွေကိုလောင်းလုခဲ့လိုက်ကြပါရယ်။ဆရာတော်ကြီးကလည်းစွန်လောင်းလုလို့ပြီးတဲ့နောက်မှာတော့ရွာသူရွာသားတွေအားကျမ်းမာရှမ်းသာစေဖို့နဲ့ဘေးအန္တရာယ်ကင်းရှင်းစေဖို့စုတောင်းမြတ်တာတွေကိုပို့သပေးနေခဲ့လိုက်ပါရယ်။အဲဒီနောက် ရေးဆက်လာခဲ့ရင်အဲ့ဒီရွာအစုံသားမှာအေယာမရေအင်ဂျီတစ်ခုကိုတွေးခဲလိုက်ရတာပေါ့အိုင်ရဲ့တပတ်ကန်းကတစ်ပိတွေထူထပ်ပြီးတိတ်ဆိတ်ငြိမ်သက်နေတာကြောင့်အရှင်ဝီမလာကတရားထိုင်ဖို့တင့်တော်တယ်လို့ယူဆခဲ့လိုက်ပါတယ်အဲ့ဒီလိုအေဂျင့်တိတ်ဆိတ်တဲ့နေရာမှာတရားထိုင်ပြီးတည်င်းသုံးမယ်လို့ယူဆထားပေမဲ့တပတ်ကန်းကိုကူဖို့အတွက်ကဆရာတော်ကြီးတို့အတွက်လှေမပါပဲမလွယ်ကူလာပါဘူး ဒါနဲ့ယဟန်ငယ်ရှင်နန္ဒကိုလှေစင်းငါဖို့အတွက်ရွာသားရင်းနဲ့စကားပြောလိုက်ပါလို့မိန်လိုက်ပါရယ်။ဇရာတော်ကြီးမိန်ကြားလိုက်တဲ့နောက်မှာတော့ယဟန်ငယ်ရှင်နန္ဒဟာရွာထဲကိုပြန်သွားပြီးရွာသားတယောက်ထံကိုအကူအညီတောင်းဖို့ဆုံးဖြတ်ခဲ့လိုက်ပါရယ်။တိတ်မကြလိုက်ခင်မှာတော့ရှင်နန္ဒလည်းလှေငါဖို့သွားတဲ့ရွာတွေကနေရွာသားအဖို့အိုနဲ့အတူကန်းဆက်ကိုပြန်လဲရောက်ရှိလို့လာခဲ့တာပေါ့။ လှေငါးပင်မဲရွာသားအဖိုးအိုကတန်ခါနှစ်ပါးကိုစိုးရိမ်နဲ့အကြည့်တွေနဲ့ကြည်လုံနေပါတယ်။သူရဲ့မျက်ဝန်းထဲမှာကြောက်ရွံ့စိတ်တွေကဖုံးလွှမ်းလွနေခဲ့ပြီးဆရာတော်တို့ကိုတခုခုရှောက်ထားခြင်းနေပုံရတာပေါ့။အရှင်ဘုရားတို့ဒီအိုင်ထဲမှာတော့ကျန်းကျုပ်ရက်ဆက်တဲ့မိချောင်းတွေအများကြီးရှိတယ်ဗျာတစေမိချောင်းလို့တော့နမည်ကြီးနေတာမလို့တတိထားဖို့အတွက်တပီတော်လျှောက်ထားပြရစီတပီတော်တို့ရွာသူရွာသားတွေတော့မလို့အဲ့ရင်တစ်ဖက်ကန်းကိုကူပြီး ဒေါ်လေးကိုသွားလို့မရှိဘူးဖေဟာအရှင်ဖေဟာတို့မလို့အဲ့ရင်တော့မသွားတာအကောင်းဆုံးပါပဲတကကြီးစိတ်မပူပါနဲ့ဦးစင်းတို့မှာစိတ်ကိုထိန်းသိမ်းနိုင်တဲ့တရားရှိပါတယ်ဦးစင်းတို့အတွက်ကိုဘာမှမပူပါနဲ့နော်အားလုံးအဆင်ပြေသွားမှာပါ အဲဒီလိုမိန်တော်မူပြီးတဲ့နောက်မှာတော့လှေဘော်ကိုတက်ခဲလိုက်ပါတယ်။ရဟန်းငယ်ရှင်နန္ဒာကလည်းဆရာတော်ရဲ့အမိန့်အတိုင်းလှေကိုစိတ်ရှည်လက်ရှိလော်ခတ်လာလိုက်တာရေအိုင်အလယ်လောက်ကိုရောက်တော့ရေတွေကညင်သက်ပြီးမိုင်းလို့နေခဲ့တာပေါ့။ အချိန်အပြင်းကလည်းတဖြည်းဖြည်းညနေဆောင်တဲ့အချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီ။အချိန်အတော်ကြာအောင်လော်ခဲ့ပြီးတဲ့နောက်မှာတော့တပတ်ကန်းကိုရောက်ခံပြီးဆက်ဆက်အချိန်မှာအခိုင်အတန့်တစ်ခုကြောင်းအရှင်နန္ဒဟာထိလန့်လို့သွားခဲ့ပါရယ်။အဲဒါကတော့ရုတ်တရက်ဆိုသလိုလေကားတစုံတစ်ခုကိုတိုင်းပြီးပြီးလှုပ်ခါသွားခဲ့တာကြောင်းရှင်နန္ဒကထိလန့်သွားခဲ့ရတာပါ။အဆရာတော်ဗျာတခုကိုတိုင်းပြီးသွားသလိုပဲ။ ကြောက်ရွံ့နေတဲ့လေသံနဲ့အတူဆရာတော်ကြီးကိုအဲဒီလိုရှောက်တင်ခေလိုက်ပါတယ်။အဲဒီအခါမှာတော့ကြီးမားတဲ့မိချောင်းကြီးတကောင်ဟာလေရဲ့ပက်လယ်မှာရှည်လေးချောင်းနဲ့ကူးခတ်နေတာကိုဦးစင်းငယ်နန္ဒာကမြင်တွေ့ခဲ့လိုက်ရတာပေါ့။ကြီးမားလာတဲ့မိချောင်းကြီးဟာလေရဲ့အရွယ်အစားနီးပါးလောက်ရှိပါတယ်။တိတ်မကြလိုက်ခင်မှာပဲအဲ့ဒီမိချောင်းက လေဦးကို လာပြီးဝင်တိုက်ပါလိရောဗျာ။ရှင်နန္ဒာကတော့ကြောက်လန့်နေကြဖြစ်လို့သွားခဲ့တာပေါ့။ဆရာတော်ဗျာကေတော်မူပါဦးဗျာတပည့်တော်တို့ကိုကြိုက်တဲ့တော့မထင်နဲ့ ရှင်းတယ်နော်ဒါကိုမြင်ုံနဲ့မင်းရဲ့စိတ်ကိုမထိခိုက်ပါစေနဲ့ငါတို့ရဲ့အလုပ်ကဟုတ်တစ်ပတ်ခန်းကိုရအောင်လေလောဖို့ပဲလေဒါကြောင့်မြင်မြန်လောပြီးခရီးဆက်ပါ စိတ်အာယုံတွေကိုမထွေပြားစေပါနဲ့ကွယ်မဟုတ်ရင်မလိုအပ်တဲ့ပြဿနာတွေဖြစ်တတ်တယ်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားစမ်းပါရှင်နန္ဒရဲ့ ဆရာတော်ကြီးရဲ့အမိန်ကိုကြားခဲ့လိုက်ရတဲ့အခါရှင်နန္ဒာဟာစိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီးဆက်လော်လာခဲ့ပါတယ်။ခဏအကြာမှာတော့မိချောင်းကြီးဟာတခြားတနေရာကိုကူးခတ်သွားပြီးမြစ်ထဲကိုပျောက်ကွယ်လို့သွားခဲ့တာပေါ့။ဒီလိုနဲ့မိချောင်းရဲ့လက်ထဲကနေလွတ်မြောက်လာပြီးတစ်ဖက်ကန်းကိုနီးကပ်လို့လာခဲ့ပါတယ်။ဟိုဘက်တစ်ဖက်ကန်းကိုရောက်တဲ့အခါမှာတော့ဆရာတော်ကြီးကယဟန်းငယ်ကိုလိုအပ်တာတွေမိန့်ကြားခဲ့လိုက်တာပေါ့။ရှင်နန္ဒာဇွန်နာကမြင်တွေ့ခဲ့ရတာတွေကညရဲ့အစပဲရှိသေးတယ်။ နောက်ထပ်လည်းအများကြီးကြုံရအောင်ပါကွယ်ဒါကြောင့်စိတ်ကိုတည်ငြိမ်အောင်ထားပြီးကြောက်စိတ်ကမင်းရဲ့တိတ်ခါကိုလွှမ်းမိုးမသွားစေပါနဲ့အမြဲတမ်းတတိဝရိယနဲ့ရှိနေပြီးတော့စိတ်ကိုသာတည်ငြိမ်အောင်ထားပါအဲဒီလိုမိန်ကြားပြီးတဲ့နောက်မှာတော့ ။ဆီယာတော်ကြီးနဲ့ရှင်နန္ဒာတို့ဟာတောရဲကတဏီယာကိုခရီးထက်ဆက်လာခဲ့လိုက်ပါရယ်။ညနေဆောင်တော့ဆီယာတော်ကြီးနဲ့ယဟန်ငယ်တို့ဟာတရားထိုင်ဖို့အတွက်တီရှားနေရာတွေမှာတရားထိုင်ဖို့နေရာထိုင်ခင်းတွေကိုပြင်ဆင်နေခဲ့ကြတာပေါ့။အားလုံးပြင်ဆင်ပြီးသွားတဲ့နောက်မှာတော့ဆီယာတော်နဲ့ရှင်နန္ဒာတို့ဟာဖရားရဲ့ဂုဏ်တော်တွေကိုစိတ်နှလုံးသွင်းကတရားတော်တွေကိုရှုမှတ်ခဲ့ကြပါရယ်။တောအုပ်ကြီးတွေကညရဲ့တိတ်ဆိတ်မှုဟာအင်မတန်မားကိုတိတ်ဆိတ်ပြီးရှောက်ရှားဖွယ်ရာကောင်းလွန်လာပါရယ်။တောအုပ်တစ်ခုလုံးကမှောင်မဲလို့နေတာကြောင့်ဆီယာ ာတော်တို့ဒရင်300နေရာနာမှာမိဖို့တွေကိုဖို့ထားခဲ့လိုက်ကြသေးတာပေါ့ပထမမှာတော့အရာရာဟာတိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီမဲ့လို့လေရုတ်တရက်ဆိုသလိုပဲလူတယောက်ကအော်ဟစ်နေသလိုအတန်မျိုးတွေကထွက်ပေါ်လို့လာပြီးစိတ်ကိုရှောက်ရှားစေပါတော့ရှင်ရှင်နန္ဒရဲ့စိတ်တွေဟာအဲ့ဒီအတန်တွေကိုအာယုံစူးစိုက်မိနေခဲ့ပြီးဘယ်ကနေလာတယ်လဲဆိုတာကိုသိကျင်တဲ့စိတ်တွေကအယံပြင်းပြလို့နေကြတာပေါ့အဲ့ဒါကြောင့်ရှင်နန္ဒဟာအတန်လာရာကိုသိရဖို့ဘိဗေညာကိုကြီးခဲ့လိုက်ပြီမဲ့ဘာကိုမှမတွေ့ရပါဘူးစိ ရာတော်ကြီးကိုကြီးခဲ့လိုက်တဲ့အခါမှာလည်းအေးအေးဆေးဆေးတရားထိုင်နေတာကိုတွေ့ရတဲ့အတွက်ရှင်နန္ဒာလည်းမျက်လုံးပြန်မိပြီးတရားဆက်ထိုင်နေခဲ့လိုက်ပါတယ်။ ။ဒါပေမဲ့ခဏအကြာမှာတော့ရှေးတန်တွေကပုံမို့ပြီးပြင်းထန်လိုလာခဲ့တာပေါ့။အတန်တွေကပိုကျလာပြီးနောက်ဆုံးမှာတော့တနက်ပြစ်တန်တွေပါထွက်ပေါ်လိုလာခဲ့ပါရယ်။အတန်တွေကတန်ကနှစ်ပါးရဲ့စိတ်ကိုနှောက်ယှက်နေခဲ့ပေမဲ့လို့လည်းဘာမှမတက်နိုင်ဘူးဆိုတော့ကိုတီးလိုက်ရတဲ့အခါမှာတော့အတန်တွေကတဖြည်းဖြည်းတိတ်လို့သွားခဲ့ပါရယ်။တန်ကတော့နှစ်ပါးကအဲ့ဒီအတန်တွေကိုဘာမှတုံ့ပြန်မှုမရှိတာကြောင့်အချိန်ခဏကြာတဲ့အခါမှာတော့တောအုပ်တစ်ခုလုံးဟာရခင်အတိုင်းပြန်လဲတိတ်ဆိတ်လို့သွားခဲ့ပါရယ်။ဒီတစ်ခေါက်မှာတော့ရေပြင် ဲကနေမိချောင်းတကောင်ဟာတောအုပ်ရဲ့အဆက်ကိုခြေတန်းခက်ပြင်းပြင်းနဲ့ဂုံးပေါ်ကိုတက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။ရည်ရဲကနေကြီးမားတဲ့မိချောင်းတိရစ္ဆာန်တကောင်ရဲ့အမိဟာတရွတ်တိုက်တက်လာပြီးအနားမှာအတန်တကာထွက်လာတာကိုဆရာတော်ရောရှင်နန္ဒပါကြားနေခဲ့ရပါတော့တယ်။အဲဒီလိုကြားလိုက်ရတဲ့အခါမှာတော့ရှင်နန္ဒဟာစိတ်မထိန်နိုင်တော့ပဲမျက်လုံးဖွင့်ကြည့်ခဲ့လိုက်တဲ့အခါမှာတော့ဒေါသထွက်နေတဲ့အနက်ရောက်မိချောင်းကြီးတကောင်ကိုမြင်တွေ့ခဲ့လိုက်ရပါတယ်။ဆရာတော်ပြန်လှုပ်ပါဦး။အရှိအရှိမမိချောင်းကြီးဖေဟာ။ မိချောင်းကြီးဟာဗဆက်ကြီးကိုဟားပြီးကြောက်စရာကောင်းတဲ့အဆွဲကိုပြနေတာကြောင့်ရှင်နန္ဒာလည်းစိတ်ထိတ်မရအောင်ဖြစ်သွားခဲ့ပါတယ်။အေယာမမိချောင်းကြီးဟာဒေါသတွေအတော်လေးထွက်နေခဲ့ပြီးသူ့ရဲ့အဆွဲကြီးတွေနဲ့ဗဆက်ကိုမနာရဟကအော်ဟစ်လို့နေတာပေါ့။တွေးယူတွေးတမ်းဖြစ်နေတဲ့အရှင်နန္ဒာကိုဆရာတော်ကြီးဟာဒီတိုင်းကြည့်မနေတော့ပဲစကားတခွန်းထပ်မံမိကြခဲ့ပါတယ်။ဒါပေမဲ့အဲဒီအတန်တွေကဆရာတော်ရဲ့စိတ်ထဲကနေပြီးတော့ရှင်နနာကိုမိန်ချဆုံးမနေခဲ့တာလည်းဖြစ်ပါရဲ့ရှင်နနာ စိတ်အေးထားပါဖုံဖုံပြောတာကို မေ့သွားပြီလားရဲ့မျက်လုံးကိုမေ့ပြီးစိတ်ကိုအာရုံစိုက်လိုက်ပါအဲ့ဒါဆိုရင် အရာအားလို့အစဉ်ပြေသွားပါလိမ့်မယ်ကွယ်အဲ့ဒီလိုမိန်ကြားလိုက်တဲ့အခါမှာတော့ရှင်နန္ဒာလည်းသတိပြန်ဝင်လာခဲ့ပြီးစိတ်ကိုတည်ငြိမ်အောင်ထားခဲ့လိုက်ပါတယ်မိချောင်းကြီးပျောက်ကွယ်သွားပြီးတဲ့နောက်မှာတော့ရွာသားတအူးရဲ့ဝိညာဉ်ဟာဆရာတော်ကြီးရဲ့ရှေ့မှာပေါ်လာပြီးဥညွန့်ခဲ့လိုက်ပါတယ် သူကဆရာတော်ကြီးစီကိုတန်းတန်းမမရှောင်းလာပြီးဆရာတော်တည်င်းသုံးရရှိမှဒူးထောက်ကလက်အုပ်ရှိခဲ့လိုက်ပါရယ်အရှင်ဘုရားတပည့်တော်ရဲ့မသိလျော်တဲ့အပြုမှုတွေတောင်းပန်ပါရယ်ပြီးတော့တပည့်တော်ကဆရာတော်နဲ့ဆရာတော်ရဲ့တပည့်ရဲ့စိတ်သက်ကိုစမ်းသက်ရှင်လို့အခုလိုမျိုးနောက်ရှက်မိတာပါဗျာအဲ့လိုဝင်ခံပြီးတဲ့နောက်မှာတော့ဆရာတော်ကသူ့ကိုမိန်ကြားခဲ့ပါရယ်ဘုံဘုံလေးပေါ်မတက်ခင်ကလေးကတကာလေးကိုမြင်ပါရယ်ကွယ် အခုလိုရောက်လာတာကလည်းဖုံဖုံရဲ့တပည့်ရှင်နန္ဒာကိုစမ်းသက်ရှင်လို့ပါဒါနဲ့တကာကအခုလိုဘဝမျိုးကိုဘလို့ရောက်လာပြီးဘလို့တွေဖြစ်ခဲ့တာလဲဖုံဖုံကိုပြောပြပါအောင်ကွယ်ဆရာတော်ကအဲ့ဒီလိုမေးလိုက်တဲ့အခါမှာတော့မိချောင်းလူသားဟာခဏတာငြိမ်သက်လို့သွားခဲ့ပါတယ်။အဲဒီနောက်အရှင်ခဏကြာတဲ့နောက်မှာသူ့ရဲ့ငယ်စဉ်ဘဝအကြောင်းအရာတွေအားလုံးကိုဆရာတော်ကြီးအပြန်လဲရှောက်တင်ခဲ့တာပေါ့။ သူရဲ့ငယ်နေမယ်ကတော့ငတ်တီပါတဲ့ငယ်ငယ်ကလေးကဇရိုက်ကြမ်းပြီးရန်လိုခဲ့တယ်လို့အောက်လန်းပညာတွေကို သင်ယူပြီးရွာသူရွာသားတွေရဲ့ပစ္စည်းတွေကိုခိုးယူလူရက်ခဲ့ပါတယ် တပါသူရဲ့ပစ္စည်းတွေကိုဘယ်လောက်ပဲခိုးယူနေပါစေသူတက်မြောက်ထားတဲ့အတတ်ပညာတွေကိုသုံးပြီးဘယ်လူတယောက်ကိုမှသူမတက်ခဲ့ဘူးပါဘူး။ဒါပေမဲ့အခုလိုပဲဓမြတိုက်လူရဲလို့ရလာတဲ့ပတ်စံတွေကလွယ်လွယ်နဲ့ရမှန်းသိနေတော့ပတ်စံတွေကိုလောဘတက်ပြီးနောက်ထပ်နောက်ထပ်အများကြီးလိုချင်လာခဲ့ပါရဲ့။တနေ့မှာတော့အာနာပိုင်တွေကလိုက်ဖမ်းတော့ရွာရဲ့အစုံက DEI နားကိုရောက်ရှိလို့လာတာပေါ့။ပြီးစရာလဲမရှိတော့တဲ့သူခမအာနာပိုင်တွေရဲ့လက်ထဲကနေလွတ်အောင်ရေထဲကိုခုန်ဆင်းပြီးထွက်ပြေးသွားခဲ့ပါရဲ့။ ။ဒါပေမဲ့ရေအိုင်ထဲမှာမိချောင်းတွေများစွာရှိနေတာကြောင့်ရင်းနဲ့သေဆုံးခဲ့ရပြီးသူ့ရဲ့ဝိညာဉ်ဟာမိချောင်းထဲကိုဝင်ရောက်သွားခဲ့ကြောင်းကိုတတိယရှာလေးရှင်းပြခဲ့ပါရ။တကငတိမင်းလောက်ခဲ့တဲ့ကံရဲ့အကျိုးဆက်ကိုတော့ခံရမှာပဲကွ။ဒါပေမဲ့မင်းရဲ့ကံကလေးကအကုသိုလ်တွေတိတ်များလုံးနေလို့လို့ဖုံဖုံကမြေတားပို့ပေးပါမယ်။နောက်ဆိုရင်ဘသူကမှမနှောက်ရှက်ပါနဲ့တော့ဒီမိချောင်းတည်ရင် 没也五年啊，六秒多了没、啊。没 ဆရာတော်ကြီးကမိချောင်းလူသားကိုအချိန်အတော်ကြားတဲ့အထိတရားတော်တွေကို ပို့တာပြီးဆုံးမပေးနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆရာတော်ဟာလက်အုပ်ရှိပြီးမေတ္တာတော်တွေကိုပို့တာခဲ့လိုက်တဲ့နောက်မှာတော့မိချောင်းလူသားလည်းလက်အုပ်ရှိကဆရာတော်ပို့တာတဲ့မေတ္တာတွေကိုခံယူနေခဲ့လိုက်ပါတယ်။ဆရာတော်ရဲ့မေတ္တာပို့တာပြီးတဲ့အခါမှာတော့ငတိဟာကြီးမားတဲ့မိချောင်းအဖြစ်ပြန်ပြောင်းသွားပြီးရေထဲကိုပြန်ဝင်လို့သွားခဲ့ပါတယ်။ဒီလိုနဲ့မနက်ခင်းလေယောင်ကြီးထွက်ပေါ်လာပြီးကျင်းငတ်တန်လေးတွေနဲ့မိုးလင်းလာတဲ့အခါမှာတော့ဆရာတော်နဲ့ ယဟန်ငယ်တို့ဟာပြန်ဖို့အတွက်ပြင်ဆင်ကြပါတယ်။မပြန်ခင်မှာတော့ဆရာတော်ကြီးကရှင်နန္ဒာကိုတရားပြပြီးလမ်းညွန်ပြသဆုံးမပေးခဲ့လိုက်ပါတယ်။ရှင်နန္ဒာဒီခရီးစဉ်ကကြောက်စိတ်နဲ့ဥပျက်ခါကိုလေ့ကျင့်ဖို့ပဲ။ငါတို့မထိန်ချုံနိုင်တဲ့အရာတွေပေါ်မှာလျှက်လျူရှူထားနိုင်ဖို့လေ့ကျင့်ရမယ်ကွ။ ဇရာတော်ကြီးကမိန်တော်မူလိုက်တဲ့ဆုံးမစကားတွေကရှင်နန္ဒာရဲ့စိတ်နှလုံးသားထဲမှာဆွဲမြဲနေခဲ့ပါရဲ့ဇရာတော်ရဲ့ဆုံးမစကားကိုလည်းရှင်နန္ဒာကယုံကြည်လေးစွာစွာနဲ့လက်ခံခဲ့လိုက်တာပေါ့ရှင်နန္ဒာကလည်းသူ့ကိုယ်သူအရင်ကတည်းကပို့ပြီးယုံကြည်မှုတွေဟာပုံမတိုးပွားလို့လာခဲ့ပါရဲ့ နောက်တော့လှေနဲ့မြေအလဲကိုရောက်တဲ့အခါမှာတော့မိချောင်းကြီးတကောင်ဟာထမှန်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ချင်းချောက်တဲ့အမူအရာတွေလုံးဝမရှိဘဲလှေကိုကန်တဖက်အထိလိုက်ဖို့ဖိခဲ့ပါတယ်။ကံပေါ်ကိုရောက်တဲ့အခါမှာလေဆရာတော်ကြီးကမြစ်တာပိုးတဲ့ကားတာကိုထမှန်ရွတ်ဖက်ပေးလိုက်ပြီးမှမိချောင်းကြီးဟာမြစ်ထဲကိုငုံရှိုးပြောက်ွယ်လို့သွားခဲ့တာပေါ့။ဒီလုံးနေတန်ဃာတော်နှစ်ပါးဟာနောက်ထပ်သာသနာပြုမဲ့ခရီးစဉ်ကိုထမှန်ပြီးတော့ခရီးဆက်သွားခဲ့ကြပါတယ်။ ဒီဇလန်လေးကနေပေးခြင်းတဲ့ message လေးကတော့ဘဝမှာကျွန်တော်တို့တွေမထိန်းချုံနိုင်တဲ့အရာတွေအများကြီးရှိရဲဆိုတာပါပဲ။ဒါပေမဲ့ထိန်းချုံနိုင်တဲ့တခုတည်းသောအရာကတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးသားပဲဆိုတဲ့သဘောတရားကိုကျွန်တော်ရဲ့ပိတ်သက်တဲ့အားလုံးကောင်းကောင်းနားလည်သွားကြလိမ့်မယ်လို့ထင်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။နောက်ထပ်နေ့စဉ်နေ့တိုင်းမှာလဲဗီဒီယိုတွေကိုကျွန်တော်အကောင်းဆုံးပုံမှန်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ ဆုံးလေးနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ကြည့်ပါရခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်